မင်္ဂလာပါခင်ဗျာ sharing မြန်မာမှကြိုဆိုပါတယ် sharing မြန်မာမှသတင်းများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမင်းမြင်ရတဲ့ဆိုင်ကသင်ကန်းစာကိုကောင်းကောင်းကြီးယူရမယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရခိုင်လက်နက်ကိုင်သဘောအေအေတိုက်ပွဲပေါ်ဆောင်နေတဲ့ကြောက်ဖြူကအခုဆိုလို့ရှိရင်ရခိုင်လက်နက်ကိုင်သဘောအေအေထင်းချုပ်ထားတဲ့ဒေသရဲ့18မိုင်18မိုင်ဝန်းကျင်အထိကိုဆုတ်ခွာနေရရပြီပဲဖြစ်ပါတယ် ရထားနဲ့နောက်ပိုင်းသဘောအေကားဒီတရုတ်စီမံကိန်းတွေရှိတယ်နိုင်ငံတကာစီမံကိန်းတွေရှိနေတဲ့ကြောက်ဖြူဒေသကိုတိမ့်ပိုင်နိုင်ရေးအတွက်ကြောက်ဖြူမျိုးတိမ့်တိုက်ပွဲကိုပြီးခဲ့တဲ့2025ခုနှစ်ဖေဖော်ဝါရီဒုတိယပတ်လကစတင်ပြီးတော့စီရေးပေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အေစီရေးပေါ်ဆောင်တဲ့အချိန်မှာတော့ကြောက်ဖြူရန်ပြေလမ်းမကနေစပြီးတော့စုပယ်လာခဲ့ကြတာဖြစ်ပြီးတစ်ပုတ်တောင်လမ်းခွဲမှာခြေပြုတ်ခဲ့ကြတာဖြစ်ပါတယ်။ တောက်ပြူမျိုးဒိတ်တိုက်ပွဲဆင်နေတဲ့အချိန်ရခိုင်လက်နက်ကိုင်းသဘောအေကဇုံ3ခု၃ခု၃လေးခုလောက်ဒီခွဲပြီးတော့စီးဖော်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ဇုံ1အနေနဲ့တတ်မှတ်ထားတာကတော့ကြောက်ပြူမျိုးရဲ့အနောက်ဖက်ဂျွန်းယုံကရှိနေတဲ့မလအကျွန်းလေးကမော်ဒီတာအထိနေကကတ်ပြီးတော့စီးဖော်ဆောင်ခဲ့ကြတာရှိပြီးတော့နောက်ထပ်ဇုံနံပါတ်2ကတော့ဒီကြောက်ပြူရန်ပြေလမ်းမယုံမှာရှိနေတဲ့အမှတ်30နဲ့ရက်တက်ရင်အနီး SK ရွာနီးဒီကိုရခိုင်လက်နက်ကိုင်းသဘောအေကထုတ်ပေါက်ဝင်ရောက်လာနိုင်ခဲ့ပါတယ်။ဒါအပြင်ညောင်ရီရဲစခန်းရဲ့အနီးဆုံးမှာရှိနေတဲ့ဒီရွာရီနီးထိ ကျမ်းမတော်တွေကဝင်ရောက်ဆင်းဝင်နိုင်ခဲ့ပေမဲ့အခုတိုက်ပွဲကာလာ၁၀ကကျော်ကြာမြင့်တဲ့အချိန်မှာတော့ရခိုင်နဲ့တကိုင်တဘောပေရဲ့ထိန်းထုတ်ထားတဲ့ data စီရေးလှုပ်ရှားမှုပြုလုပ်ထားတဲ့နေရာတွေကိုဆက်လက်နေမြင့်ရှင်းလင်းဆောင်ရွက်ခဲ့ပြီးတဲ့နောက်ကြောင်းပြမျိုးနဲ့၁၆မှန်ကျော်၁၈မှန်အကွာဝေးမှာဒီရှိနေတဲ့မြင်းမြင်ရွာတိုင်းချောင်းစင်းချောင်းရွာတွေအထိကိုတက်မတော်ကပြန်လည်ထိန်းထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါတွေကတမတော်ရဲ့အောင်မြင်မှုတွေလို့ဆိုပေမဲ့ဒီပြီးခဲ့တဲ့နိုဝင်ဘာ၁၀ရက်နေ့ကကြောင်းပြရန်ပြလမ်းမပေါ်မှာရှိနေတဲ့မြင်းမြင်ရွာအနီးကရေဒါဆီယံကိုတက်မတော်ကပြန်လည်တိုက်ခိုက်သိမ်းပိုက်တဲ့အချိန် မတန်းဓာတ်ပုံရိုက်ဖို့အတွက်ဒီစုပ်ဖွဲ့မှုပြုလုပ်နေတဲ့အချိန်ရခိုင်လက်နက်ကန်သဘော AA က drone နဲ့ပြင်းထောက်ပြီး drone ချခဲ့တဲ့အတွက်စစ်မြေပြင်အတွင်းတိုက်ပွဲအတွင်းမဟုတ်ဘဲနဲ့တမတော်သားတမတော်သားတွေတချို့တိုက်ခတ်တိုက်ဆုံမှုတွေရှိခဲ့ပါတယ်။ဒီလိုရခိုင်လက်နက်ကန်သဘော AA ကိုတိတိရောက်ရောက်နဲ့လက်တော်မြန်သွားဖို့လိုအပ်တဲ့ဆိုတဲ့အခြေအနေမျိုးကိုမြင်တွေ့ရပြီးတော့ကြောက်ဖြုံမင်းမြေ radar scan နဲ့ပတ်သက်ပြီးတိုင်ငန်းစာတွေကိုလည်းယူသွားဖို့လိုပါတယ်။လက်ရှိအချိန်မှာတော့ရခိုင်လက်နက်ကန်သဘော AA ကဒီကြောက်ဖြုံမျိုးရဲ့အလွန် ကြောက်ပြူရံပြေလမ်းမရအတွင်းဘက်ကြီးကိုဆုတ်ခွာနေကြပြီဖြစ်ပါတယ်။ဂျင်းချောင်းကနေတိုင်းချောင်းကနေဆုတ်ခွာသွားတဲ့ရခိုင်လက်နက်ကန်တပုံအေအေနဲ့အပေါင်းပါတွေကအတွင်းဘက်မှာရှိနေတဲ့ဒီပြားချိန်တတဟုစတလင်းချိန်ကျွဲချံတောင်စင်ဘုတ်ကနေဒီအတွင်းထဲမှာရှိနေတဲ့ကန်းပေါ်မလုံးစုရွာတွေကြီးကိုဆုတ်ခွာနေကြပြီဖြစ်ပါတယ်။ဒါအပြင်ကြောက်ပြူရံပြေလမ်းမကိုဆုတ်ခွာသွားတဲ့အခွေတွေကရှင်းနန်းတောင်ချောင်းဝကနေအခုမင်းပြမင်းပြမင်းပြကနေကြောက်ပြူလမ်းပြေလမ်းမတွေရှောက်ဝမ်းနဲ့ဒီပြုတ်ချိန်ကြောက်ဖြောက် ဝမ်းမြောက်စားတဲ့လောတွေဒီကိုစောက်ခွာနေကြပြီဖြစ်ပါတယ်။ဒါတွေကရခိုင်နဲ့နဲ့ကန်တဘောအေးအနေနဲ့ဆစ်ရှုံးလာတဲ့အတွက်ဒီစောက်ခွာနေကြတာဖြစ်ပေမဲ့တမတော်ရဲ့နေမိကန်တည်ရင်တဲ့ဖွဲ့တွေအနေနဲ့ကလည်းလုံးညုံကြီးတတိလုံးညုံကြီးအတိမပြည့်ရှိဖို့လိုပါတယ်။ ဂျပန်နဲ့နိုင်ငံတော်အင်အားအနေနဲ့ဒီကြောက်ဖြူမင်းမြန်မာရှိနေတဲ့ radar scan ကိုအခိုင်အမာခံစစ်ပြုခဲ့တာဖြစ်ပြီးတော့တပ်မတော်ရဲ့အင်အားလုံးကြီးနဲ့ transition တိုက်ခိုက်မှုတွေကြောင့်ထိခိုက်ဒေဆုံးမှုများစွာနဲ့ဆုံးခွာသွားခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းရခိုင်နဲ့နိုင်ငံတော် AA ကအမြဲတမ်းဆိုသလိုကလိန်ကချင်းနဲ့တပတ်ကြီးလေးရကြရှိတဲ့အချိန်တပ်မတော်ဘက်ကလည်းဒီစစ်ကြောမှုနေမြင်မှုတွေနဲ့လုံခြုံရေးတတိတစ်ချက်လက်လွတ်သွားတဲ့အချိန်မှာပဲအင်အားစုဖွဲ့နေတဲ့အချိန်မှာတန်တပ်ပေါ်ရိုက်ကုန်နေတဲ့အချိန်ဒရုန်းချတိုက်ခိုက်ခဲ့တာကအင်မတန်ဆော့ဆော့စရာကောင်းသလိုအင်မတန်ခံမြင်စရာကောင်းပါတယ်။ ဒါတွေကိုသင်တန်းစာရှုဖို့လိုပါတယ်မိမိလုံခြုံရေးတပ်ဖွဲ့တွေပြန်လည်ထိန်းချုပ်ထားတယ်ဆိုပေမဲ့အကြမ်းဖက်တွေကစစ်မျက်နှာပေါင်းစုံအရင်မျက်နှာပေါင်းစုံကနေခွေချောင်းချောင်းနေတယ်ဆိုတဲ့အခြေအနေကိုလည်းမေ့မထားဖို့လိုပါတယ်အဲ့ဒီတွေနိုဝင်ဘာ10ရက်နေ့မင်းမြေရေဒါစကန်ကဒီထိခိုက်မှုအပြင်တည်ဆုံသွားကြတဲ့အတမတော်သားတွေကတိုက်ပွဲအတွင်းထိခိုက်တည်ဆုံသွားကြတာမဟုတ်ပေမဲ့အကြမ်းဖက်တွေရင်မလေးတပန်နဲ့ကလင်ကချင်းကြစွာဒရုန်းချတိုက်ခိုက်မှုတွေကြောင့်တည်ဆုံခဲ့ရတာဖြစ်တဲ့အတွက်နောက်ချန်မီတာစုတွေပါဝင်တပ်မတော်တွေလည်းတော်တော်လေးစိတ်မသက်မသာဖြစ်စေပါတယ် ဒါကြောင့်ရခိုင်လက်နက်ကန်တပုံအေထင်းချုပ်ထားတဲ့နေရာတွေကနေဆုံးခွာသွားတဲ့ရွာတွေရခိုင်လက်နက်ကန်တပုံအေဆုံးခွာနိုင်တဲ့လမ်းကြောင်းကရွာတွေအလုံးကိုမြေလံမှုလိုပြီးဖြစ်ပါတယ်ရခိုင်လက်နက်ကန်တပုံအေအနေနဲ့တပ်မတော်ရဲ့စစ်ကမ်းတွေကိုတိုက်ခိုက်တဲ့အချိန်လက်ရှိထင်းချုပ်ထားတဲ့မြို့နယ်စလင်းမြို့ကိုတင်ပိုက်ထားတဲ့အချိန်မှာလည်းနေမိကန်တရင်တပ်ဖွဲ့တွေကသာမကတပ်မတော်ကမိသားစုတွေအလုံးကိုရရက်ဆက်ဆက်တတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေကအခုချိန်ထိအထင်ရှားရှိနေသေးပဲဖြစ်ပါတယ်ဘုမအာပြင်ဒီကြောက်တော်ကဖြစ်စဉ်မင်းများကဖြစ်စဉ်တွေမှာတပ်မတော်ကမိသားစုပေါင်း900ကျော်ကိုရရက်ဆက်ဆက်ဝိုင်းဝန်းတတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါ ါတယ်။ဆိုတော့ရခိုင်ပြည်နယ်မှာရခိုင်နဲ့နဲ့ကန်တပုံ AA နဲ့ပတ်သက်တဲ့စီရေးလှုပ်ရှားမှုတွေမှာပြပြသားသားနဲ့ထိထိရောက်ရောက်အင်းနေအားတဲ့ဆောင်ရွက်သွားဖို့လိုပြီးဖြစ်ပါတယ်။တကယ်တော့နိုဝင်ဘာ10ရက်နေ့ကမင်းမြင် radar scan အနည်းကဒရုန်းချတိုက်ခိုက်ခံရမှုကလုံခြုံရေးပေါ့ဆောက်မှုလို့ဆိုရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒရုန်းချတိုက်ခိုက်မှုတွေအတွက်ဒီ drone တွေတက်လာတာတွေကိုကင်မာတွေနဲ့ဖြတ်တောက်ဖို့လည်းလိုအပ်တယ်လို့အကြမ်းဖက်သမားတွေစုဖွဲ့စုခွာသွားတဲ့နေရာတွေကိုလည်းတောက်လျှောက်ဆိုလို့မျက်ချင်ပြန်စောင့်ကြည့်ဖို့လိုပါတယ်။လက်နက်ကအနည်းခံထားတဲ့အဖွဲ့တွေကမှရခိုင်လက်နက်ကိုင်တပုံအမျိုးရုပ်တွေအားလုံးက ဗီဇာနဲ့ကိုတလီရုပ်တဲ့အဖွဲ့တွေဖြစ်တဲ့အတွက်စော့ခွာသွားတဲ့ချိန်အရက်သားအပင်ပုံစံငါးဖန်သမားလိုလိုတန်ငါတဲ့လိုလိုမုန်တီရောင်းတဲ့လိုပုံစံမျိုးနဲ့စော့ခွာနေကြတဲ့အကြံဖက်တွေဖြစ်ပါတယ်ဒီလိုမျိုးစစ်သားရောင်ရောင်ကနေရက်သားအပင်ပြောင်းပြီးစော့ခွာနေကြတဲ့ချိန်ကိုဘက်ကလုံညူကြီးတပ်ဖွဲ့ဝင်တွေအနေနဲ့ကလည်းလုံညူကြီးတတိမပြတ်ရှိဖို့လိုပါတယ်ဒါအပြင်ကမ်းရိုးတန်းတစ်လျှောက်လုံးရှိနေတဲ့ရခိုင်ကမ်းမြောင်ဒေတာကြောက်ပြူကမ်းမြောင်ဒေတာမှာရခိုင်တပ်နက်ကန်သဘောအေရဒရောဘုံချတိုက်ခတ်မှုနဲ့အဓိကအရင်းမြစ်စုဖွဲ့နေရာတွေကလည်းမျက်ချင်မပြတ်ကောင်းလာပြောင်းဝင်နိုင်ဖို့လိုပါတယ် ဒီမှာတက်မလို့ရရင်အုပ်စုတွေကတန်တွဲတောင်ကုတ်ကွာဒေတာတွေမှာသာအင်အားစုဖွဲ့မှုတွေပြုတ်လို့နေပြီးတော့ရခိုင်လက်နက်ကိုင်တော်အေးစည်ရေးပေါ်ဆောင်ပြီးတော့ဆစ်ရှုံးနေတဲ့ကြောက်ပြူဒေတာပတ်ဝန်းကျင်မှာတော့ရေကျက်ရဲ့အရေးပံတက်မလို့ရရင်နှံမိုးနိုင်မှုကတော့လက်ရှိချိန်ဒီမေကွန်းထုတ်စရာဖြစ်နေသေးပဲဖြစ်ပါတယ်ဒီလိုမျိုးရခိုင်လက်နက်ကိုင်တော်အေးစုတ်ခွာသွားတဲ့မလာကျွန်းလက်ခမော်ကားကြီးတဆင့်ဒီအခုလက်ရှိအချက်အလက်များတွေစုံခွာနေတဲ့ချောင်းဝမင်းမြင့်ဒေတာတွေဆိုတာကတန်းတော်ရေရဲ့လက်နက်ကြီးပြစ်ခတ်နိုင်တဲ့တက္ကသိုလ်မှာရှိပါတယ်။တန်းတော်ရေအနေနဲ့ဒီရခိုင်ကမ်းမြောင်ဒေတာကြောက်ဖြူရဲ့ ဒီကြောက်ဖြူကျွန်းနန်းအောင်ကျွန်းရဲ့ဘေးဘက်ညာကနေဝင်းရံပြီးချမ်ပတ်သမားတွေကိုအင်းတိုင်းအားတိုင်းမျိုးဖြုတ်နိုင်မှုလိုအပ်နေပြီဖြစ်ပါတယ်။ရခိုင်နဲ့နဲ့ကလည်းအေးနဲ့ပတ်သက်ရင်ဒီထက်ပိုပြီးတော့စည်ရင်တတိစည်ရင်တတိရှိဖို့လိုသလို processing တိုက်ခိုက်တာတွေနည်းနည်းရှင်းလင်းရေးဆောင်ရွက်တာတွေမှာလည်းတခြားစစ်မျက်နှာတွေထက်ပိုပြီးတော့တတိချင်းချင်းထားဖို့လိုတယ်ဆိုတဲ့အခြေအနေမျိုးကိုလည်းမြင်တွေ့ရပါတယ်။ဒါကနှစ်ပတ်ကြည့်တိုက်ပွဲတွင်မျက်နှာချင်းနဲ့ထွေးတိုက်ပွဲတွင်သိဆုံးသွားကြတာမဟုတ်ဘဲနဲ့တပတ်နဲ့မလင်းတပတ်လုပ်ပြီးတော့ကိုယ့်ရဲ့တပ်ပွဲဝင်တွေတတိတက်လို့ဖြစ်သွားမှုကိုအခွင့်အရေးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ဆိုတော့အခုဒီ mini radar scan ကတိုက်ခိုက်မှုကိုတက်မလို့ရဲ့နေနေကတက်ရင်တက်ဖွဲ့နေတယ်မြန်မာနိုင်ငံအရရမှာရှိနေတဲ့စကန်လေးတိုက်ပွဲဆင်နေနေကြတယ်တက်မလို့သားတွေအားလုံးတတိမူရီရရှိဖို့သင်ကန်းတော်ယူဖို့လိုတယ်ဆိုတော့အချက်ကိုလည်းမြင်တွေ့လာရပြီဖြစ်တယ်လို့လက်ရှိ mini data တိုင်းချောင်းဈေးချောင်း data ကနေစုခွာသွားတဲ့အကျံပတ်သမားတွေစုခွာရလမ်းတွေကိုလည်းထက်ချက်မကွာလိုက်လံတိုက်ခတ်ပြီးတော့မြေလံအမုန်းချေဖို့လိုအပ်နေပြီဖြစ်ပါတယ်လက်ရှိအချိန်ထိရခိုင်လမ်းတကိုင်းသဘောအင်းနဲ့အပေါင်းပေါင်းနဲ့စုခွာနိုင်တဲ့လမ်းချောင်းကစနေပတ်ဝန်းကျင်ဖြစ်ပါတယ်ဈေးချောင်းတိုင်းချောင်းတွေစုခွာနိုင်တာကတော့အတွင်းလမ်းလို့ဆိုရမှာဖြစ်ပါတယ် အဲ့ဒီအတွင်းနဲ့နေကတော့ဒီပြားချိန်ကနေစင်ဖို့တိုက်နေအထိဖြစ်ပါတယ်။စင်ဖို့တိုက်နေကနေပြီးတော့စင်တင်စင်တင်ကနေပြီးတော့လက်တင်ကနေဒီကြောက်ဖြူရံပြေလမ်းပိုင်းဥမောင်ကြီးလမ်းဆောင်ထိကိုရောက်နိုင်တဲ့အတွင်းနဲ့ရှိပါတယ်။အဲ့ဒါအပြင်ဒီရံပြေကြောက်ဖြူလမ်းပိုင်းကနေတစ်ဆင့်မင်းမြင်ကနေစောက်ကွာသွားမယ်ဆိုရင်ရွာစဉ်တစ်လျှောက်ရှိသေးတဲ့အတွက်ဒီရွာတွေအလုံးကိုမြေလံသွားဖို့လိုပြီးဖြစ်ပါတယ်။ရခိုင်လက်နက်ကန်သဘောအေစေးပေါ်ဆောင်နေတဲ့နေရာမှာရှိနေတဲ့သူမှန်သမျှကရခိုင်လက်နက်ကန်သဘောအေနဲ့အာဘီထောက်ခံသူတွေတည်င်းပေးတဲ့အင်ဖော်မာတွေနဲ့ အပိထောက်ခံသူတွေဖြစ်တယ်ဆိုတဲ့အချက်ကိုမေ့မထားဖို့လိုပါတယ်။အရက်သားအတွင်းစီးပေါ်ဆောင်နေတဲ့ရခိုင်လက်နက်ကန်သဘောအေအေကတိုက်ပွဲဧရိယာအတွင်းအရက်သားအတွင်းအပြစ်မဲ့ဒေသနဲ့ပြည်သူလူထုအတွင်းနဲ့တမ်းတော်ရဲ့လှုပ်ရှားမှုတွေကိုမျက်ချင်ပြည့်ကင်းထောက်နေတာတွေလည်းရှိတယ်လို့စစ်ရှုံးပြီးဆော့ခွာထွက်ပြေးနေတဲ့အချိန်မှာလည်းအရက်သားပုံစံနဲ့ဆော့ခွာနေကြတာရှိပါတယ်။ဆိုတော့ဆက်လက်ပြီးတမ်းတော်အနေနဲ့နေမျိုးရှင်လေးဆောင်ရွက်ဖို့လိုတာကတော့အခုလက်ရှိကြောက်ပြရန်နေတဲ့အမိုင်းမှာရှိနေတဲ့မင်းမြင့်ကနေ ကုန်းမောင်ကြီးလမ်းဆုံးကုန်းမောင်ကြီးလမ်းဆုံးကနေစနေလမ်းဆုံးရဲ့တခြားလမ်းမကြီးနဲ့အတွင်းမှာရှိတဲ့ရွာတွေအလုံးကိုမျက်ခြင်ပြစောင့်ကြည့်ပြီးကင်းတော့ဖို့လက်ဦးမှုရယူတိုက်ခတ်ဖို့နဲ့အမှုချမြေလံသွားဖို့လိုအပ်နေပြီဖြစ်ပါတယ်ကုန်းမောင်ကြီးလမ်းဆုံးကနေအတွင်းကိုဆက်သွားမယ်ဆိုလို့ရှိရင်တော့စနေကနေမအီဘက်ကိုရောက်ရှိမှာဖြစ်ပြီးကုန်းမောင်ကြီးလမ်းဆုံးကနေကန္နာလမ်းတခြားကံရိုးရတဲ့ရှောက်ကိုသွားမယ်ဆိုရင်တော့ရခိုင်လက်နက်ကင်တဘောအေရဲ့အဓိကအရင်းအမြစ်တွေရှိတဲ့အကြောင်းမျိုးပတ်ဝန်းကျင်အခြေကိုရောက်ရှိကြမှာပဲဖြစ်ပါတယ်။ဒါကြောင့် ကယုန်နယ်ကြီးတစ်ခုလုံးပင်လေရည်ကြီးတစ်ခုလုံးကိုစုံမထားတဲ့တက်မတော်ကြီးချင်းအုပ်စုတွေအနေနဲ့ချမ်းဖက်သမားတွေကိုကြွတင်ကင်းထောက်လက်အုပ်မှုရယူချိန်မတိုက်ခိုက်သွားဖို့လိုသလိုမြေပြင်မှာရှိနေတဲ့မြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့တွေအနေနဲ့လည်းရခိုင်လက်နက်ကန်တဘောအေရကလင်ကင်ကြီးကြမှုနဲ့စည်ရင်အရာမလိတဲ့ဘက်လုံနိုင်မှုတွေစည်ရင်အရာလယ်သူစားသလန်းဆိုတဲ့ကောင်းစင်နဲ့တရားလာမတရားလာကိုမတွတ်တက်တဲ့ချမ်းဖက်သမားတွေရဲ့လောက်ရက်တွေအတိုင်းတပ်မတော်ရဲ့ထုံးစစ်ဆင်မှုတွေကိုလည်းလုံုံရေးတတိလုံုံရေးအတိတိကျဖို့ပြရှိသွားဖို့လိုတယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီးအများကြီးသင်ခန်းစာရကြလိမ့်မယ်လို့ထင်ပါတယ် နှစ်ဖက်တိုက်ပွဲတိုက်ပွဲတွေရွေးရွေးချွန်ချွန်တိုက်ခိုက်နေကြတဲ့အချိန်တေဆုံသွားတာတွေကခံတာတယ်ဆိုပေမဲ့အခုလိုမျိုးအောင်ပွဲခံမှတ်တမ်းတပ်ပုံကြိုက်တဲ့အချိန်ကလင်ကကြစ်ကြစွာနဲ့ဒရဂွန်ချတိုက်ခိုက်မှုတွေအတွင်းတေဆုံသွားကြတယ်တမတော်သားတွေလည်းစိတ်မကောင်းဖြစ်ရလို့ခံရင်းစရာလည်းကောင်းလာပါတယ်တကယ်တော့ရခိုင်လက်နက်ကိုင်တော်အေအေကကြောက်ချုံမျိုးတိုက်တိုက်ပွဲဆင်နွှဲတဲ့2025ခုနှစ်ဖေဖော်ဝါရီလလာစန်းကစပြီးတော့စနေနေ့ပုံဝင်ရှင်ကနေရွှေပြောင်းလာကြတာရှိပါတယ်အဲဒီကနေတစင်တိုက်ပွဲပေါ်ဆောင်နေတဲ့တပ်ပုံတော်လမ်းဆောင်နဲ့အခုမင်းမြေပုံဝင်ရှင်မှာ ောက်တန်းအနေနဲ့နောက်တန်းဌာနချုပ်အနေနဲ့စီးပြင်ဆင်ခဲ့ကြတာဖြစ်ပါတယ်။မင်းမြင့်ဒေတာကိုအခြေပြုပြီးတော့ရခိုင်လက်နက်ကန်သဘောအေကကြောက်ဖြူမျိုးရဲ့အနောက်ဘက်မလာကျောင်းလက်ခုံမှာအတိကိုရွေးရှားနေကြတာလည်းရှိတယ်။အဲ့ဒီကနေအတွင်းမှာရှိနေတဲ့ပြန်စိတ်ကအနီးတစ်ရွေးချယ်ရတယ်ပြုလုပ်ရရှိပါတယ်။ပြောရရင်တော့ဒီအခိုင်အမာတိဆောက်ထားတဲ့ reader scan ကိုချစ်ကုပ်ယူပြီးတော့ခန်းစစ်ပြင်ဆင်ထားကြတာဖြစ်ပါတယ်။ ဒီ radar scan ဆိုတာက2015ခုနှစ်အောက်တိုဘာ16ရက်နေ့ကဂျိုင်ကာရဲ့အစီအစဉ်နဲ့ဖွင့်လှစ်ခဲ့တဲ့ radar scan ကြီးဖြစ်ပါတယ်။ဒီ radar scan ကမိုးရသမုန်နဲ့လေတိုင်တုံးအပါအဝင်မိုးလေဝသကိုစောင့်ကြည့်မှုနဲ့တိစောက်ထားတဲ့မြန်မာနိုင်ငံရဲ့ပထမဆုံးသော radar scan ကြီးဖြစ်ပါတယ်။လက်ရှိအချိန်ဒီဒီဒီလိုမျိုးမိုးလေဝသစောင့်ကြည့်တဲ့ radar scan ကြီးက၄ခုရှိပါတယ်။ကျန်ရန်ကုန်မှာဆိုရင်မှော့ပြီးမန္တလေးမှာဆိုရင်စင်ကူးနဲ့နေပြည်တော်မှာဆိုရင်ဇေယျတီတီမှာရှိထားပါတယ်။ဒေရီတာကြီးတွေကိုတော့ advanced တော်ပလာရေဒါစနစ်နေနဲ့သုံးမြူထားတာဖြစ်ပြီးတော့အကွာအဝေးအဖြစ်မိုင်250ကီလိုမီတာ400အထိကိုဒီမိုးလေဝသနဲ့ပတ်သက်တဲ့ခံမှန်းချက်တွေကိုထုတ်ဖော်ပေးနိုင်ပါတယ်။ဒီကြောင့်ဒီမင်းမြန်မာရှိနေတဲ့ရေဒါဆိုင်ကရခိုင်ပြည်နယ်တစ်ခုလုံးကိုလွှမ်းခြုံပြီးတော့ရခိုင်ပြည်နယ်မှာရှိတဲ့ဒီသဘာဝဘေးရိုက်ခတ်နိုင်မှုတွေကိုကြိုတင်ကင်းတော့ပြီးတော့ လိုအပ်တဲ့သတင်းပေးမှုတွေလိုအပ်တဲ့သတိပေးမှုတွေကိုဆောင်ရွက်နေတဲ့အကြောင်းပြုနေတဲ့ radar scan တစ်ခုဖြစ်ပေမဲ့ရခိုင်လက်နက်ကိုင်သဘော A ကတော့စစ်ရေးရီမှန်ချက်အနေနဲ့ဒီနေရာတွေကိုခံစစ်ပြင်ဆင်ခဲ့တယ်။ခိုင်မှာစကန်ချခဲ့ပြီးတော့အခုဆိုရင်တပ်တော်သားတွေကိုပြန်လည်ပြီးတော့ကလင်ကချင်းကြားစွာနဲ့တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ရခိုင်လက်နက်ကိုင်သဘော A ထိန်းချုပ်ထားတဲ့ဒေသနဲ့ရခိုင်လက်နက်ကိုင်သဘော A တိုက်ပွဲပေါ်ဆောင်နေတဲ့နေရာမှာရှိနေတဲ့ကျွာတွေအားလုံးက လူတွေအားလုံးကအကြံပေးသမားတွေဖြစ်တယ်ဆိုတဲ့အချက်ကိုခေါင်းစဉ်တစ်ခုတက်ပြီးတော့ issue တစ်ခုအနေနဲ့သတ်မှတ်ပြီးအကြံပေးသမားတွေကိုအကြံပေးတိုက်ဖြတ်ရေးအနေနဲ့ NIR တိုက်ခိုက်သွားဖို့လိုအပ်နေပြီဖြစ်ပါတယ် တကယ်လို့ဒီ radar scan ကြီးကရခိုင်ပြည်နယ်မှာရှိနေတဲ့ဒေသခံရခိုင်လူမျိုးတွေကိုသာမကဒေသရဲစီးပွားရေးနဲ့ဒီတဘာဝပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေကိုအကာအကွယ်ပေးခဲ့တယ်သတိပေးမှုတွေပြုလုပ်ခဲ့ပြီးမြန်ခိုင်လက်နက်ကန်တဘော AA ကတော့ကျွေးတဲ့လက်ကိုပြန်ကြိုက်တယ်တရီဘောအိတ်တရီနာစနိုင်ငံရေးအောက်တန်းကျတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ဒီလိုမျိုး radar scan ကြီးကိုအခြေပြုပြီးတော့ကြောက်ပြမျိုးသိတိုက်ပွဲဆင်နွှဲဖို့စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်ကြောက်ပြမျိုးသိတိုက်ပွဲရဲ့အဓိကအခေယာကျခဲ့တဲ့နေရာကကိုမင်းမြင်ကြွာက radar scan ကြီးပဲဖြစ်ပါတယ် ရာဒီဝရုတန်နဲ့မုံတိုင်းပြန်တွေကိုခံနိုင်အောင်တိဆောက်ထားပြီးတော့ဒီတိုက်ခိုက်မှုတွေလက်နက်ကြီးတန်ခံနိုင်မှုတွေကိုလည်းအများကြီးတောက်ခံနိုင်မှုတွေတိဆောက်ထားခဲ့တဲ့အစားအုပ်ဖြစ်ပါတယ်။ဒါကိုဒီဂျိုင်ကာကနေတိဆောက်ပေးခဲ့တာဖြစ်ပြီးတော့အမေရိကန်ဒေါ်လာ16.6တန်၊ဂျပန်ယန်ွေ2ဘီလီယံနီးပါးနဲ့အကုန်ကြားခံတိဆောက်ထားခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးရခိုင်လက်နက်ကန်တဘုံအေကဆက်ရှုံပြီးဆုတ်ခွာထွက်ပြေးတဲ့အချိန် ကျန်ရှိနေသေးတဲ့အစုအဖွဲ့တွေနဲ့ပျောက်ကြားစနစ်နဲ့ပြန့်ကျက်ပြီးတော့တမ်းတော်သားတွေကိုတံပြန်တိုက်ခိုက်နေဆိုတဲ့သင်ကန်းစာကိုရခိုင်စစ်မြေပြင်မှာတမကတခြားသောစစ်မြေလားအသီးသီးမှာလည်းတတိထားဖို့လိုအပ်သွားတယ်တတိထားဖို့အတွက်လိုအပ်နေတယ်အတိပေးခေါင်းလောင်းထိုးလိုက်တာပဲဖြစ်ပါတယ်ဒီကြောင့်ရတဲ့ပတ်သက်ပြီးဒီလိုမျိုးကလင်ကြီးကြစွာတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးရခိုင်လက်နက်ကန်တပုံအေးထင်းချုပ်ထားတဲ့ကြောက်ဖြူရံမြေကျုံးတော်ကရွာတွေကမကမြို့တော်စစ်တွေနဲ့ပတ်ဝန်းကျင်ကပုံနာကျုံးရတိတော်မင်းပြကြောက်တော်ဒေသတွေအထိဆက်လက်ပြီးလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်သွားဖို့တံပြန်တိုက်ခိုက်သွားဖို့လိုအပ်နေပြီဖြစ်ပါတယ်ခိုင်လက်နက်ကန်တပုံအေး ေထိန်းချုပ်ထားတဲ့နေရာမှန်မြကိုနေ့စဉ်နဲ့မြလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေတပ်မတော်ရှိရဲ့လက်အုပ်မှုရယူတိုက်ခိုက်မှုတွေနဲ့အမြင်နဲ့ဆိုလိုချင်းချောက်ထားနိုင်ဖို့လိုပါတယ်။ရခိုင်ပြည်နယ်မှာကြန့်ရှိနေသေးတဲ့ရခိုင်တွေအားလုံးကအကြမ်းဖက်တွေဖြစ်တဲ့ရခိုင်လက်နက်ကိုင်သဘောအေယူနီဖောင်းဝတ်မထားပေမဲ့အဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့စိတ်ကိုယဉ်မှုရခိတလမ်းစဉ်ကိုစိတ်ကိုယဉ်မှုတွေနဲ့အတူစွတ်ကြဲကြမ်းပြတ်ဝဲအစိုးစော်လေတိုင်းတိုင်းပြီးတော့ငပိချက်တယ်လို့ငါငပိချက်တယ်လို့ငါဖမ်းတယ်လို့ပုံစံမျိုးနဲ့ တမ်းတော်ရဲ့နေမြေကန်တရင်တပ်ဖွဲ့တွေကိုနှောက်ယှက်နေကြတာဖြစ်ဖြစ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီးဆက်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။မင်းမြေရွာရေဒါစကန်တိုက်ခိုက်ခံရမှုကအင်မတန်အသေးနာစရာကောင်းသလိုအင်မတန်ဆက်ဆုပ်ရုံရှာပွဲကောင်းတဲ့အတွက်ဒီလိုဖြစ်စဉ်နဲ့ပတ်သက်ပြီးတမ်းတော်ဘက်ကလက်တော်များတိုက်ခိုက်သွားပြီးတော့ရခိုင်ကျမ်းပတ်တွေစုဖွဲ့နေရာတွေထိခိုက်သေးဆုံးမှုများစွာနဲ့တိတိကျကျကြားရောက်ပေါက်ကွဲတိုက်ခိုက်သွားနိုင်မှုကိုလည်းသတင်းကောင်းတွေမျှော်လင့်လျက်ရှိပါတယ်။ခိုင်မီနယ်ကိုအမုတ်ချိန်သွားဖို့ဆိုလို့ရှိရင်တော့ရခိုင်လမ်းနဲ့ကန်စပေါ်အေအေထိန်းချုပ်ထားတဲ့မြို့နယ်၁၄မြို့နယ်ကို နေ့စဉ်နဲ့အမျှတိုက်ခိုက်သွားဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးမင်းမီရေဒါစကန်တိုက်ခိုက်ခံရမှုတင်ကန်းဆောင်ယူဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။သတင်းများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြိုင်းနှစ်သက်တဲ့ဆိုရင် like နဲ့ subscribe လေးနှိပ်ထားပြီး share တဲ့မြန်မာမှာသတင်းများနေ့စဉ်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။